2025ခုနှစ်မေလ6ရက်နေ့တွင်အစွေကာကွယ်ရေးတပ်ဖွဲ့ IDF ဒီဂါဇာတောင်ပိုင်းမှာရှိတဲ့ Rafa တွင်အရေးကြီးတဲ့ပိုင်းနက်ကို ရောက်ရှိခဲ့ပြီဖြစ်သည်ဆိုဘာရာရခဲ့အတွင်စစ်စင်ရေးတစ်ခုအတွင် Hamas တိုက်ခိုက်ရေးသမားအများပြားဆွန့်လွတ်ကာလက်နက်ချိုက်ခဲ့ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဖိုင်ခရသူတွေထဲကယူရှုကာဒီလည်းပါဝင်ပါသည်၎င်းသည်စစ်ကြောင်းမှုတစ်ဦးဖြစ်ပြီး2023ခုနှစ်အောက်တိုဘာလ9ရက်နေ့တွင်တိုက်ခိုက်မှုများတွင်ပါဝင်ခဲ့ပြီး အစ္စရေးတပ်စခန်းများကိုထိမ့်သိမ်းရာတွင်လည်းပါဝင်ခဲ့သည်နောက်ထပ်ဖမ်းဆီးမိသူမှာဟာမတ်စနိုက်ပါယူနစ်ဤတာဝန်ခံမိုဟာမက်ဇာရာဖြစ်သည် IDF ဒီရာဖာကိုဝိုင်းရန်ထားနိုင်ပြီးနောက်လက်နက်ချမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဒီလှုပ်ရှားမှုကမြို့ကိုဂါဇာကမ်းခြံရဲ့တခြားတနေရာတွေကိုဖျက်တောက်လိုက်ခဲ့ပါတယ် IDF ရဲ့တမဟာ188မှတိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည် အဆိုပါလှုပ်ဆောင်ချက်များတွင်အရေးပေါ်တော့ကန်အခန်းကဏ္ဍမှပါဝင်ခဲ့ခြင်းဖြစ်သည်ဂျန်ဖက်သမားအများအပြားကိုတပ်ဖြတ်ခဲ့ပြီးအာမစီအခြေခံအဆောက်အအုံအစိပ်ပိုင်းများကိုဖျက်ဆီးခဲ့သည် IDFD ဖန်စီထားသောဟာမတ်တိုက်ခိုက်ရေးသမားများထက်မှအသုံးဝင်သောထောက်လှမ်းရေးများတင်းများရရှိခဲ့သည်ဤအချက်အလက်သည်ဒိုဒီရာရှိအရေးကြီးသောဟာမတ်အကြမ်းဖက်နေရာကိုရှာဖွေရန်ကူညီပေးခဲ့သည်ဒီတွေ့ရှိချက်က IDF ဟာဂါဇာမှာဟာမတ်တို့ရဲ့လေပတ်နိုင်မှုကိုဖြိုခွင်းဖို့ စ조사နေစေဖြစ်ကြောင်းပြသနေသည်။ဒီဖြစ်ရသည့်အပြီးမှာအစ္စရေးဝန်ကြီးချုပ်မန်ဂျာမင်နာတယာဟုကဂါဇာကမ်းမြောက်မှာစစ်ရေးအရရည်ယူမှုတွေတိုးလာမယ်လို့ပြောခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့အာမတ်ကိုအနိုင်ယူပြီးဒဇခန်တွေအားလုံးကိုလုံမြောက်ရန်လုပ်ဖို့ဖြစ်တယ်လို့သူကပြောပါတယ်။အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့ကဒီအပေါ်မှာသဘောတူပြီးအကောင့်နဲ့ IDF စစ်ရှင်ရေးကိုအတည်ပြုခဲ့ကြခြင်းဖြစ်ပါတယ်။ နိုင်ငံတကာစနစ်ဖြင့်အကူအညီများပေးပို့မှုတွေကိုပြန်လည်ဆက်တင်ဖို့အတွက် IDF Israel ကတဘောတူကက်ချင်းအပြင်ဟာမအနေဖြင့်သူအကူအညီတွေကိုမယူနိုင်တော့ဘူးဖြစ်တယ်။